ွန်ခဲ့တဲ့နှစ်ပေါင်း103နှစ်ကဒီနေ့မှာမြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။အင်္ဂလိပ်ဆိုရကဒိုင်ယာကီစနစ်ဥပဒေပြုကောင်စီမှပါဝင်မဲ့ကိုစားပြုတဲ့သူတွေကိုရွေးချယ်ခိုင်းတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ဒိုင်ယာကီအုပ်ချုပ်ရေးစနစ်ဆိုတာကအင်္ဂလိပ်ဆိုရနဲ့ရွေးကောက်ခံမင်းတိုင်ပင်အမတ်တို့ကပူးတွဲအုပ်ချုပ်တဲ့စနစ်ဖြစ်ပါတယ်။အဲ့ဒီအချိန်ကမြန်မာပြည်လူဦးရေ12တန်းမှာတိတိသမ9တန်းကျော်လောက်ကမဲပေးခွင့်ရှိပေမဲ့ အမျိုးသားရေးအဖွဲ့အစည်းဖြစ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းချုပ် GCPA အသင်းကြီးကဒန်ယာကီစနစ်ကိုလက်မခံပဲရွေးကောက်ပွဲကိုသတိမောက်ခဲ့တာကြောင့်လူတသိန်း2000ကျော်ပဲမဲပေးခဲ့ကြပါတယ်။ဥပဒေပြုကောင်စီမှာရှိတဲ့တရ3နေရာမှာ89နေရာကရွေးကောက်ကန်နေဖြစ်ပါတယ်။22နေရာကိုတော့ဘရင်ကန်ကတိုက်ရိုက်ခန့်အပ်ပြီး2ယောက်ကတော့ဝန်ထမ်းတွေပါ။ရွေးကောက်ပွဲမှာပါတီတွေနဲ့တတိပုဂ္ဂလတွေပါဝင်ခဲ့ကြပြီးဥပပေခေါင်းဆောင်နဲ့ 22ဥပါတီက28နေရာအနိုင်ရခဲ့ပါတယ်။အဲ့ဒီရွေးကောက်ပွဲဟာကိုလိုနီအုပ်ချုပ်ရေးရဲ့အကန့်အသတ်တွေရှိပေမဲ့ပါတီစုံရွေးကောက်ပွဲသဘောတရားကိုလူလူကိုမိတ်ဆက်ပေးနိုင်ခဲ့တယ်လို့သတ်မှတ်ခံခဲ့ရပါတယ်။ရွေးကောက်ခံအမတ်တရားရန်ကုန်မြို့တွင်းဝင်ရုံးကလွတ်တော်တက်ရပေမဲ့နိုင်ငံရေးအနာတော့မရှိခဲ့ကြပါဘူး။အဲ့ဒီရွေးကောက်ပွဲကနေစရည်တွက်မယ်ဆိုရင်မြန်မာနိုင်ငံမှာရွေးကောက်ပွဲပေါင်း18ခုလောက်ထိကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ုဒိယကမာစစ်ပြီး1949မှာတော့တိုင်းပြည်ပြည်ပြုတ်လွတ်တော်ရွေးကောက်ပွဲတွေလွတ်လပ်ရပြီးတဲ့1948ကနေ1962တွင်းမှာတော့ပါလီမန်ရွေးကောက်ပွဲတွေရှိခဲ့ပါတယ်1962မှာတော့ဥနေဝင်းအာနာသိမ်းခဲ့ပြီး1982နောက်ပိုင်းမှာတော့ဥနေဝင်းဦးဆောင်တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့တပါတီစနစ်ထွေထွေရွေးကောက်ပွဲရှိခဲ့ပါတယ်1990မှာတော့ပါတီစုံ ထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီး ီမိုကရေစီအင်အားစုဖြစ်တဲ့ NLD ပါတီကအနိုင်ရခဲ့ပေမဲ့စစ်တပ်ကအာဏာလွှဲမပိတ်ခဲ့ပါဘူး2010မှာတော့စစ်အစိုးရကပဲပါတီစုံဒီမိုကရေစီထရီထရီရွေးကောက်ပွဲဆိုပြီးကျင်းပခဲ့ပါတယ်စစ်တပ်နဲ့နှိစက်တဲ့ကြမ်းခံရေးပါတီအနိုင်ရတဲ့အဲ့ဒီရွေးကောက်ပွဲကိုမဲလိမ်မဲခိုးတဲ့ရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကသတ်မှတ်ခဲ့ကြပါတယ်2015ရွေးကောက်ပွဲမှာတော့ NLD အနိုင်ရခဲ့ပြီးအစိုးရဖွင့်နိုင်ခဲ့ပါတယ် 2020မှာထပ်နိုင်ခဲ့ပေမဲ့2021မှာစစ်တပ်ကအနာသိမ်းခဲ့တာခုထိပါပဲလက်ရှိအနာသိမ်းစစ်အုပ်စုကတော့ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပသွားမယ်လို့ဆိုထားပြီးပါတီပေါင်း59ခုနဲ့တတိပုဂ္ဂလကိုယ်စားလှယ်တို့ပါဝင်မှုရှိနေပါတယ်ပြည်သူတွေပါဝင်အနောက်နိုင်ငံတွေနဲ့ရတားဆိုရ NUG တိုင်းဒါလက်နက်ကန်ဖွဲ့တွေကတော့အခုရွေးကောက်ပွဲကိုစစ်အာဏာရှင်တွေအာဏာတည်မြဲရေးအတွက်လုပ်တဲ့ ရွေးကောက်ပွဲအဖြစ်ရှုမြင်ထားကြပြီးအတူရောက်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ထားပါတယ်